င်္ဂလာပါခင်ဗျဆရာရေပါခင်ဗျဆရာရေမိတ်ဆွေတွေအားလုံး2025ခုနှစ်စတလပိုင်းပင်မှာအဆဆရရဘေးပြာမှန်နေရဝေးကွာလို့အဆဆရရအောင်မြင်မှုတွေဟိဒီပိုင်ဆိုင်ရရှိကြပါစေကြောင်းကျွန်တော်ကဒီကနေမေတ္တာပို့ဆုတောင်းဖို့ပနာပြုတာလိုက်ပါတယ်ခင်ဗျကျတော့အချိန်ကြီးတည်းရဲ့နဲ့ရောင်းနေလာတာအခုဆိုရင်ဟော2025ခုနှစ်ကို17လပိုင်းနိုဝင်ဘာလကိုရောက်ရှိလာပြီဒီ17လပိုင်းတွင်မှာဆရာမိတ်ဆွေအဲတနင်္လာသားသမီးမိတ်ဆွေများအတွက် ဆရာကဒီနောက်25ခုနဲ့17လပိုင်းမှာပြောခဲ့မှာမိတ်ဆွေတို့အနေနဲ့ဒီတစ်နှစ်ဟာမိတ်ဆွေတို့ရဲ့ဟလာဟိုရှေ့မှာဘာရင်ငါကိုပြီးတော့ကိုကိုအဖတ်တင်ခဲ့လေဘာရင်ငါအဆင်ပြေခဲ့လေကိုကိုကိုပြန်ငယ်သုံးသက်လို့လေရလောက်ပြီထင်တယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီနောက်25 17လပိုင်းတို့ဆရာမဟောမိပြီးခဲ့တဲ့10လတာတော့ဒီမှာဒီနှစ်ဟာမိတ်ဆွေတင်းလာတော်သမီးတွေတို့ကံကောင်းခဲ့ရဲ့လားအဆင်ပြေမှုတွေရောရရှိခဲ့ရဲ့လားဆရာဟောတဲ့အချက်လစဉ်လတိုင်းဝါစတန်နေရအောင်မိတ်ဆွေတို့အတွက်တိုက်ဆိုင်ရဲ့လားဆိုတာလေဆရာကိုမှတ်မိပါဦး ဆရာကအဲ review လေးရေးပေးပါဦးဆရာလေး ਨੇ တုံးသက်ကြည့်အောင်ကောင်းပြီသူဆိုတော့ဆက်လိုက်ကြအောင်နှစ်ဟောင်းကဆောင်တာကုနဲ့တနေ့လာတတ်ပြီးမိတ်ဆွေများဒီနိုဝင်ဘာလ17ရက်ပိုင်းပြမှာမိတ်ဆွေတို့ရဲ့ကန်ဟာအစမှာတော့ဘာကိုဖြစ်ဖြစ်လက်ရှိမှာမိမိနေနဲ့စိတ်ထဲမှာစိတ်ပန်းကူပန်းစိတ်မောလူမောဖြစ်နေရတယ်ဆိုတော့ လာမျိုးဖြစ်တယ်တို့အပြင်ဘာကိုပဲလှုပ်လှုပ်လုပ်ငန်းကိစ္စအလုပ်ကိစ္စနဲ့ပတ်သက်လာရင်အချိန်ယူကြန့်ကြာတွေ့ဝင်နေတတ်တော့ကာလဖြစ်တယ်ဘာကိုမဆိုမိတ်ဆွေတို့နေနဲ့ဒီဆက်လာပိုင်းမှာအဲယုံကန်နေရတာမျိုးဘာကိုပဲဆက်ပြန်လှုပ်ဆောင်လှုပ်ဆောင်အစမှာတော့နည်းနည်းပလေးယုံကန်နေရတာမျိုးစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်နေတယ်ဆိုတဲ့ကံမျိုးဖြစ်နေရဲ့ဘတ်မိတ်ဆွေတို့နေလာတာသမီးများအနေနဲ့ကတော့လက်ရှိကြီး2025ဆက်လာပိုင်းမှာဆိုရင်တော့ဆရာမိတ်ဆွေတို့နေနဲ့ ဘာလို့မဆိုနဲ့နဲ့ကလေးပုံမှုပြီးတော့အလင်းစလိုလှောက်ဆောင်လာမျိုးအဲဆက်တင်ပြီးတော့ရုံးကန်စိတ်ညစ်စရာတွေထက်အဲကိုကိုကိုစူးစမ်းပြီးတော့တိဆောက်ပြီးတော့ဘာလို့မဆိုဘီယူမဆိုင်ဖဲနဲ့ချီတူပြီးတော့ဇွဲကလေးသာထဲလို့အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လဖြစ်ပါတယ်ခင်ဗျာမိတ်ဆွေတို့ရဲ့ယင်ထဲကဆန္ဒကိုတာရော့ကလေးကရက်တီအောင်မိတ်ဆွေတို့နေနဲ့ ဒီ2025ခုနှစ်စက်တလပိုင်းတုန်းမှာဆိုရင်မိမိရဲ့ကံဟာတနင်္လာသတ္တမိမိတ်ဆွေများအတွက်ကံဟာဘာကိုမဆိုငါဟာမှုချရအောင် လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုရဲကံမျိုးငါဟာမဖြစ်မနေစူးစမ်းပြီးတော့ရုံးနိုင်မယ်ဆိုရဲကံမျိုးဖြစ်နေတဲ့အပတ်အဲတန်လေးခြံကလေးတစ်ခုခုချပြီးလှောက်ဆောင်တာမျိုးအတိတ်ခြံကလေးတစ်ခုခုဖြစ်ပြီးတော့ဒီတနှစ်တာတော့တွင်ဒီလတာတော့တွင်မှာတော့ငါတို့ဒါကိစ္စလေးကိုမပြီးမပြတ်ရင်ပြီးပြတ်အောင်လုပ်မယ်ဆိုရဲရည်ရွယ်ချက်ကောင်းမှုချအောင်ရမယ်ဆိုရဲစိတ်မျိုးလေးတွေထည့်လောက်ခါမှတော်ကကြမဲ့လဖြစ်ကြောင်းနဲ့မိတ်ဆွေတွေရဲ့ယင်ထဲမှာ အောင်ညောင်တော့လုတော့မယ်ဖိမြအောင်တော့လုတော့မယ်ဆိုပြီးတော့လေဂျိန်းတီတွေးခေါ်ပြီးတော့ကာလာဖြစ်တဲ့အတွက်ဒီလိုတွေးခေါ်စဉ်းစားမှုပါလေအကြံဉာဏ်ကောင်းတဲ့အဲအောင်မြင်မှုတွေလမ်းစာကိုရရှိတတ်သောစိတ်မျိုးတွေအများစွာဖြစ်ပေါ်နေသောကာလာဖြစ်ပါတယ်အကျမ်းမာကြီးအကျမ်းမာကြီးလည်းပတ်သက်လာရင်တော့ ဒူးတို့အစင်းအညစ်တို့ခါတို့နဲ့ပတ်သက်တဲ့ကျမ်းမာရေးလေးတွေဖြစ်တာမျိုးတွေအကြောတင်တာမျိုးလေးတွေအကြောတက်တာမျိုးလေးတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးအနှဲငယ်လေးဖြစ်တတ်တဲ့ဘက်တော့သတိပြုစင်နေမှာတနေ့ကသာသမီမိတ်ဆွေများဒီ2025ခုနှစ်17လပိုင်းနိုဝင်ဘာလအတွင်းမှာဆိုရင်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအဲချွင်းရနေနဲ့ပုံမူပြီးတော့တာမန်ထပ်ပို့ဂရုစိုက်တဲ့နဲ့ယောဂအဟောင်းတွေကအို့ကိုပြန်ပြီးနှိပ်ဆက်တာမျိုးလေးတွေအစင်းအမြင့်တို့ဒူးတို့ခါတို့နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေကိုတာမန်ထပ်ပို့ပြီးတော့တတိထားရံအတွက်တော့လိုအပ်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ အထူးသဖြင့်မိတ်ဆွေတို့ဟာဒီလာတာမှာဝင်းမဝင်းရင်လဲကြက်မာရင်ညံ့နေပြီးတော့အဲဟိုဟိုနာကိုက်တလို့ဒီနာကခဲတလို့ဆရာငင်းလို့ဘောနော်ဝင်းမဝဲငွေဒီအကုန်များလိုက်ဟိုနာကိုက်ဒီနာကခဲတလို့ဘာဟုတ်ကပြစ်လို့ဖြစ်မှမသိတဲ့အတွက်တင်းနေတာသမီးမိတ်ဆွေများရဲ့အိမ်အောင်ရှင်များဟိုပါလဲငွေကြီးနဲ့ပတ်သက်လာရင်တာမန်ထက်တော့ပို့ပြီးတော့မဲမဲတို့ချာမှာရမယ့်ကာလဖြစ်ပြီးတော့အဲငွေကြီးနဲ့ပတ်သက်လာရင်ငွေမမြဲတာငွေငွေထွက်များတာမျိုးလေးတွေ ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်ဟိုဘက်ကလည်းဝင်ဒီဘက်ကလည်းထွက်နေငွေကြီးနဲ့ပတ်သက်လာရင်တော့မိတ်ဆွေတို့ဟာဒီလမှာငွေကြီးကမမြဲခြင်းတွေကြုံရတတ်တဲ့အတွက်ရှိလာတဲ့ငွေတွေကိုအဲကိုယ့်လက်ထဲမှာထားခြင်းကတခုခုကိုယင်းနီးသုံးဆွဲတာမျိုးတခုခုကိုယင်းနီးလှုပ်ဆောင်တာမျိုးပါပုံမအတာပြီးတော့ကံကောင်းစေတယ်ဆိုတဲ့အကြောင်းနဲ့ငွေဝင်ဝင်နဲ့ထွက်ငွေကဝင်နေထွက်လေကဲလို့ဖြစ်နေတတ်ပြီးတော့အဲအစင်တော့ကြည်တယ်အဲဝင်တော့ဝင်တယ် ဒါပေမဲ့လက်ထဲမှာလည်းပြည့်စရာမရှိတဲ့လား။သို့မဟုတ်ရင်အိမ်ကိစ္စ၊မိသားစုကိစ္စ၊အပေါင်းအသင်းကိစ္စ၊အခြေရေးကိစ္စအဆက်ဆက်တဲ့အရာတွေကြောင့်ငွေကြေးနဲ့ပတ်သက်ရင်ကိုယ့်အပေါ်ကောင်းပုံပြီးတော့ငွေမမြဲတော့လားအဖြစ်ကြောင်းလဲထပ်လောင်းပြောကြလိုက်ပြရစေခင်ဗျာ။အကျိုးပေးသောအလုပ်များကိုဖော်ပြပေးပြသည်။ဒီလာတာအတော့မြန်မာဆိုတနင်္လာတော့ဝီမိတ်ဆွေများကို OA Champion နဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါရစေ။ OA Champion ဝယ်တာမျိုးစောက်တာမျိုးရှိသူဆန်တဲ့လုပ်ဆောင်မှုကောင်းသောကာလအပိုင်းရှာဖြစ်ပါရစေ။ဆောက်လို့ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါရစေ။အိမ်ဆောက်ခြင်းနေရာထိုင်ခြင်းအသစ်တွေဆောက်လို့ခြင်းတွေ လုပ်ငန်းကိုင်ကအလုပ်ကိစ္စနဲ့ပတ်သက်လို့ရှင်တိုးရှက်လှုပ်ဆောင်ခြင်းမျိုးတွေအားသာကောင်းမှုတိုးတက်နိုင်ပါတယ်ခီးသွားဆိုင်ရာလုပ်ငန်းတွေတိုးတက်နိုင်ပါတယ်ပကြီးပကုန်းဘေးဒင်ပိရစံချန်တရုတ်ဆောင်အမှုပညာနဲ့ပတ်သက်လာလို့ရှင်လည်းရှေ့တိုးဆောင်ကလှုပ်ဆောင်ရင်တာမန်ထက်ဖို့နည်းနည်းကလေးအားစိုက်လိုက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့လမ်းမျိုးဖြစ်ပါတယ် စားတောက်ကုန်လုပ်ငန်းတွေခြေတူဆန်လွယ်လှုပ်ဆောင်မှာအလားကုန်ရဲ့ပတ်သက်တာတွေပကြည်ပမှုအဆရှိတဲ့လုပ်ငန်းတွေအလားကုန်ရည်ရည်ခန်းစီရည်ရည်တွေနဲ့ပတ်သက်လို့ခြေတူဆန်လွယ်လှုပ်ဆောင်မှာအထယ်အလိတ်တို့ TT ဖက်နက် online social media နဲ့ပတ်သက်တာလေးလေးတွေအခီးသွားဆိုင်ရာကိစ္စလေးတွေဖြောပြမှုဆိုင်ရာလုပ်ငန်းလေးတွေ entertainment ဆိုင်ရာလုပ်ငန်းလေးတွေအကျိုးပေးအောင်ပြီးတိုးတက်ပြီးတော့ကံကောင်းစီတော်လာဖြစ်ကြောင်းနဲ့ခြေတူဆန်ရရင်လည်းအောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေကိုကျင်းတည်ရရှိမဲ့လာဖြစ်ပါတယ်မထင်မှတ်ပဲနဲ့ ပတ်စကုတ်လုပ်ငန်းတွေဗီဇာလုပ်ငန်းတွေနိုင်ငံခြားခီးသွွားတွေရပ်ဝေးခီးသွွားတွေနဲ့ပတ်သက်ထွက်ရတာမျိုးနဘူကပတ်စကုတ်ကိစ္စဗီဇာကိစ္စတွေနဲ့ပတ်သက်ပြီးစောင့်နေတဲ့မိတ်ဆွေများရေချမြေချနိုင်ငံခြားဘာသာကြားတွေအကောက်ဖို့ရှေ့သူတိုးချဲ့လှုပ်ဆောင်မှာဒေချာပါတဲ့မိတ်ဆွေတို့အနေနဲ့မထင်မှတ်ဘဲနဲ့မိမိရှိဖို့အခွင့်အလမ်းကောင်းတွေရရှိလာပြီးတော့အဆင်ပြေမှာအတိအကျပဲဖြစ်တယ် ရာဟုလုံငန်းနိုင်ငံနဲ့ပတ်သက်ရင်ရာဟုတိုးတာမျိုးရာဟုတက်တာမျိုးတွေဒီလဟာကျင်းသည့်စူးစမ်းတင်တော်ကာလဖြစ်ပြီးတော့စူးစမ်းရင်လေစူးစမ်းသလားအထောက်အကူရရှိမယ်ဆိုတဲ့လာမျိုးဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရပါမယ်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ငကူကသာသမီနဲ့ပတ်သက်ပြီးတော့စိတ်ကိုင်းမကြတာမျိုးတပည့်လက်သားနဲ့ပတ်သက်ပြီးစိတ်ကိုင်းမကြတာမျိုးတွေနေရထိုင်ခြင်းနဲ့ပတ်သက်ပြီးစိတ်ကိုင်းမကြတာမျိုးတွေမှာဒီကာလမှာကိုးချက်ပြီးတော့လှုပ်ဆောင်ရင်လှုပ်ဆောင်သလားအောင်မြင်ထင်ပေါ်ခြင်းထုံးတောက်ရှင်ကြီးကြုံရမယ်လားဖြစ်ကြောင်းလဲဇာကထပ်လောင်းပြောကြားလိုက်ပြရပါမယ်။ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲ ကျွန်တော်လိုပေါ့အလှပဆိုင်ရာလုပ်ငန်းတွေနော်ဟိုအလှကိုဆိုင်ရာလုပ်ငန်းတွေလုပ်ငန်းကိုက်ကိုက်ငန်းတွေပတ်သက်ပြီးလုပ်ငန်းဟောင်းကိုတိုးချဲ့လှုပ်ဆောင်တဲ့လုပ်ငန်းတွေမှာလည်းအများဆိုအထောက်အပံ့ရရှိပြီးတော့အလုံးမှန်သမျှလုပ်ငန်းမှန်သမျှကိုခြေတိုးဆောင်ရလှုပ်ဆောင်ရအသာတိုးတက်ပြီးတော့ကံကောင်းစီတော့လှဖြစ်ကြောင်းနဲ့ထပ်လောင်းပြောကြားလိုက်ပြရစီရာထူးလုပ်ငန်းကိုက်ငန်းတွေပတ်သက်ပြီးတော့လည်း ယာရုတိုးတာမျိုးအထက်လူကြီးအကြီးအကဲတွေရဲ့အဟူကြီးထောက်ပံ့ကိုရရှိတတ်ပြီးတော့နေရထိုင်ခြင်းနဲ့ပတ်သက်လာလို့ကျင်လဲနေရထိုင်ခြင်းအစ်စ်တွေပိုင်ဆိုင်ခြင်းတွေဆောက်လုပ်ခြင်းတွေအဲဆွနာလို့ပေါ့ဝယ်ခြင်းတွေအိမ်ချမ်းမီမြေယာနေရခိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စိတ်တိုင်းကြအောင်ဆောက်လုပ်လှုပ်ဆောင်ခြင်းတွေမပြီးမပြတ်ဖြစ်နေတဲ့အိုးအိမ်ချမ်းမီလုပ်ငန်းတွေကိုလည်းရှေ့တူဆောင်လှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့ကံကောင်းစေတော်လာဖြစ်ကြောင်းထပ်လောင်းကြွကြလိုက်ပါရစေခင်ဗျမထင်မှဖဲနဲ့ ပုပ်ကိုဆက်ပဋ္ဌာန်းဆက်တွေငငရသောကုညီမှုတွေရရှိတတ်သောကာလဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့အမိမိတို့ရဲ့ပဋ္ဌာန်းဆက်ကောင်းလေပုပ်ကိုကောင်းလေကိုစောင်းနဲ့ကောင်းလေအဆောင်မှအချင်းကြည့်ရှုခြင်းတွေရရှိနိုင်တဲ့အတွက်ထီကန်ဆန်းခြင်းထီထိုးခြင်း စတနာတို့ပေါ့ကံကိုအလုံးလိုက်အစင်လိုက်ရေဓမာပုံစိုက်ကင်းဆိုင်တယ်လို့ငွေကြီးနဲ့ပတ်တိုင်နဲ့မထင်မဖဲနဲ့ဘဝအရှိန်တခုပြောင်းလဲသွားနိုင်တဲ့အခွင့်အရေးမျိုးတွေပေါ်လာတယ်လို့သားရွှေကိုထမ်းလာတယ်လို့ရရှိမဲ့ကာလဖြစ်ပြီးတော့သာသမီမရရှိတော့မိတ်ဆွေများညီဆက်ရဖျားစီကြီးမှာသာသမီစုပန်ခြင်းသို့မဟုတ်ညောင်မင်းကြီးကြီးမှာဖျားစစ်တောင်းခြင်းမျိုးတွေအဲစတနာတို့ပေါ့ကာလီမာမေရောတို့လက်စမီမေရောတို့အဲစတနာတို့သူဘသက်တီတို့အဆရှိတဲ့ပုံကိုဒီနာမှာသားစုပန်ပြီးစုတောင်းခြင်းဟာ မိမိတို့အတွက်သာသမိတန်များစွာအထောက်အကူရရှိတတ်သောကာလဖြစ်တဲ့အတွက်ကြောင့်မလို့သာသမိငကောကလိုချင်တဲ့သူတွေအနေနဲ့ကတော့ရှေ့သို့ဆောင်ရွက်ပြီးတော့စူတောင်းခြင်းတွေအတိတ်ထံပြုခြင်းတွေကျင့်သိလို့ပါအောင်မြင်ခြင်းတွေရရှိမဲ့လာဖြစ်ကြောင်းလဲဆရာကအားရပါရဝမ်းသာစွာထလောင်းကြောကြလိုက်ပြရစီစပစ်စီအတစ်တွေဝင်တာမျိုးတွေအဟောင်းကြီးပြက်ပြီးတော့အတစ်မဖြစ်မနေဝယ်လိုက်ရတာမျိုးတွေဂျုံဟတ်တတ်ပါတယ်ပတ်ဆံပြောက်တာမျိုးတခိုးခိုးခံရတာမျိုးစပစ်စီရင်နဲ့ပတ်သက်ပြီးတော့တခိုးခိုးတာမျိုးတွေပြောက်တာမျိုးတွေ ဖြစ်ရတတ်တဲ့အတွက်တကြောင့်လို့မိတ်ဆွေတို့အနေနဲ့တတိထားပါဒါလေးတွေကိုတတိပြုရန်အတွက်လည်းလိုအပ်တော်လားအဖြစ်ကြောင့်ထပ်လောင်းပြောကြားလိုက်ပါရစေ။ဘာကိုဖြစ်ဖြစ်အင်္ဂွေးကိစ္စလေးတွေမှာနည်းနည်းညပါတယ်။အလောင်းစားနဲ့ပတ်သက်တာမျိုးလေးတွေအပြော်ပါနဲ့ပတ်သက်တာမျိုးလေးတွေတတိထားဆင့်မြင်ပြန်လိုအပ်တော်လားအဖြစ်ကြောင့်ထပ်လောင်းပြောကြားလိုက်ပါရစေ။လူငယ်တွေအစီအင်းနဲ့ပတ်သက်လာရင်တော့အဲမိမိတို့ရဲ့အစီအင်းမှာကံအားနည်းနေတော့ကာလဖြစ်တဲ့အတွက်မိမိချက်တော့မြန်လို့တော့သူ့ကိုဖွင့်ပြောကမှနားလည်မှုလွဲတာမျိုးလေးတွေ အဲအရှင်လေးနဲ့ပတ်သက်လို့ဝေကုံကြည့်ကြအနှင်းငယ်လေးများရတတ်တော်လာဖြစ်တဲ့အတွက်ဒီတစ်ချက်ကိုလည်းတတိပြုစင်ရင်လိုအပ်ပြီးတော့အရှင်ရေးကိစ္စလေးဒီမှာအဲမိဆွေတို့နေနဲ့ဟိုမရေရမသေးရတာမျိုးလေးတွေအမြစ်တာကြီးကအားနည်းနေရတဲ့အတွက်ဝဝဆဝဝအိပ်ပြီးတော့လုပ်ငန်းကိုချစ်သူလှုပ်ဆောင်ရင်အဲဆရာလူလွတ်လွတ်လပ်လပ်အေးအေးဆေးဆေးနေရင်တော့စိတ်ချမ်းသာစရာဖြစ်မှာအတရာပဲဖြစ်တယ်ခင်ဗျာနော်ကောင်းပြီတမီးစားများအနေနဲ့လည်းတဦးနဲ့ဒုတိယနဲ့တယောက်တန်တရားတွေများနေတာမျိုးလေးတွေအိမ်ဟောင်ပြူရန်စိတ်ဆက်ရန်တိုင်းငင်သာမှာ ပြဿနာအခက်အခဲလေးတွေပေါ်လာတာမျိုးလေးတွေမိမိရဲ့ပုံကိုယ်တွေပဋ္ဌာန်းဆက်တွေကမကြိုက်ကမျိုးလေးတွေဥစ္စာဆွဲတိုက်ဆွဲတို့အဆရှိတဲ့ပုံကိုယ်မျိုးလေးတွေရှိရင်လေတနည်းလာတာတမိမိတ်ဆွေများအိမ်အောင်ပြုရန်စိစက်ရန်အတွက်လူကြီးမိဘတွေနဲ့တိုင်းမင်နာမျိုးလေးတွေမိမိတို့တီကျွမ်းနားလေတော့လော်ကီဆရာတွေနားမှာအဲပြုလုပ်တင်တာမျိုးအိမ်အောင်ပြုကတောင်းတာမျိုးဘာညာတွေဖျူလုပ်တင်တာမျိုးဖျူလုပ်ရန်လိုအပ်ပြီးတော့အစီအနဲ့ပတ်သက်လို့မဟုတ်ရင်တော့အစင်မပြေခြင်းတွေအထိုက်အခိုက်တွေများစွာကြုံပြီးတော့အခက်အခဲအကျက်လေးတွေကြုံတက်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာငွေကြီး ငွေကြေးနဲ့ပတ်သက်လာရင်တော့ဝင်ငွေနဲ့ထွက်ငွေဟာဝင်လေနဲ့ထွက်လေကဲ့သို့ဖြစ်နေတတ်ပြီးတော့အာနာပါနရှိမြင်တရားပေါက်နိုင်တော့ညာလေဝင်ငွေထွက်ငွေဖြစ်နေတတ်ပါတယ်ငွေမမြဲဘူးဆိုတဲ့သဘောငွေချင်းနဲ့ပတ်သက်ရင်ဟိုဘက်ကဝင်ဒီဘက်ကထွက်နေတာလူလိဖြစ်တတ်တဲ့အဲ့ဘက်ကြောင့်မလို့ငွေမြဲစီရန်အတွက်ရေတရားလေးတခုလက်ဆောင်ပေးပါရစေကတ်တူဆာရော်လေးတရားဒီဘက်ကလည်းနှစ်လက်မှဆိုရင်အလျားလည်းနှစ်လက်မှဆိုအနံလည်းနှစ်လက်မှပါသူမဟုတ်ရင်ဆရာကြီးနှစ်လက်မှမလို့ရှိရင်နှစ်ပေးဆိုရင်လည်းအဲ အနံကနှစ်ပေဆိုရင်အလျားတာနှစ်ပေဖြစ်ရပါမယ်အဲ့ဒီလိုနှစ်ပေကြားထဲမှာမှဆရာတို့ကလေးတောင်ဝင်လေတခုကိုဆွဲလိုက်ပါမိတ်ဆွေတို့အနေနဲ့မျက်စိတဲ့မင်းသားအောင်ဆရာကဆွဲပြရရရင်ဆရာမိတ်ဆွေများဆရာကမင်းသားအောင်ဆွဲပြရရရင်တော့အဲဒီလိုလေးပါမယ်ဒါကအလျားကနှစ်ပေဒါဆိုရင်ဆရာမိတ်ဆွေတို့အနေနဲ့အထဲမှာ ဂွင်းနှစ်တခုကိုဆွဲလိုက်တာပေါ့နော်အလျားဟာအနှက်ပေးဆိုရင် အနံကလည်းတစ်နှက်ပေးနော်ဆက်မစီလို့နေဒီလိုလေးဆွဲဖိုင်းနိုင်ခဲ့ပါတယ်ခင်ဗျာနော်โอเคအရင်လိုလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့အလျားနှစ်ပေးအနန်းနှစ်ပေးဒီလိုနည်းမျိုးလေးဆွဲပြီးတော့မိတ်ဆွေတို့အနေနဲ့ရှစ်တူဆောင်ရွက်ပြီးတော့ plus 1လေးလောင်းပြီးမိမိရဲ့ပတ်စံအေးထဲမှာစောင်းထားပါခင်ဗျာဒါဆိုရင်ငွေမဲပါတယ်ခင်ဗျာเนาะ ပြန်ပြောပြပါမယ်အလျားကနှစ်ပီအနံကနှစ်ပီသို့မဟုတ်အလျားကနှစ်လက်မအနံကနှစ်လက်မလေးကိုလေးဆောင်ခွင်းကလေးဆရာပုံမှန်ပြထားတဲ့တိုင်ဆွဲပါဆွဲပြီးသွားတဲ့အခါ plastic လေးလောင်းလိုက်ပါခင်ဗျာ plastic လေးလောင်းပြီးတော့စောင့်ထားပါဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်တိုင်ငွေငွေမြဲပြီးတော့တင်းတီပေါ့အဆင်ပြေအောင်မြင်တို့တက်မယ်ဆိုတဲ့အကြောင်းထပ်လာပြောကြလိုက်ရပါခင်ဗျာကောင်းပြီငွေကြီးနဲ့ပတ်သက်လာရင်တော့အိမ်ငွေကိစ္စလေးတွေကြောင်းဘာသာရေးကိစ္စလေးတွေကြောင်းလူမှုရေးကိစ္စလေးတွေကြောင်းမဖြစ်မနေငွေကုန်ကြီးကြများကတ်တယ်လို့ပတ်စံငွေမမြဲတော့လာမှာအဲ တိန်ထာရင်ကြပြောက်ကမျိုးလေးတွေယူသွားရင်ကြပြောက်ကမျိုးတိန်ခါရင်တခိုးကိုကန်ရတာမျိုးပဲဖိအားတက်တဲ့အတွက်ကြောင့်မိတ်ဆွေတို့နေနဲ့ငွေချင်းနဲ့ပတ်တိုင်ဘာကုန်မဖြစ်ဆိုကိုယ့်လက်ထဲဝင်လာရင်တိတ်ပြီးရှိဝေးစဉ်းစားမနေဘဲနဲ့ယင်းဤလှုပ်ဆောင်တာမျိုးငွေချင်းနဲ့ပတ်သက်လို့ရှိရင်ယင်းဤလိုက်တာမျိုးအဲဆွညံ့နေနဲ့ဟိုကိုယ့်လက်ထဲကြကြမထားဘဲနဲ့တုံးစရာရှိတာပြီးစရာရှိတာကိုလှုပ်စရာရှိတာကိုကြံ့ကြံ့မနေဘဲလှုပ်ဆောင်မှာပုံမှန်အားသာကောင်းမှုတိုးတက်နိုင်ပါလေ အိမ်ကောင်ဟင်းနဲ့ပတ်သက်လာရင်တော့ဆစ်ချမ်းသာစရာပါအိမ်ကောင်ဘက်ရဲ့ယာကိတိုချင်းယာကိတက်ချင်းမျိုးလေးတွေကြောင့်သို့မဟုတ်ဤအဆက်အသွယ်ပြန်လေတော့အိမ်ကောင်ကြီးမှာပြန်လဲစုံစည်းရတာမျိုးအိမ်ကောင်ကြီးနဲ့ပတ်သက်လို့နဘောကတုံးနဲ့တုံးတယောက်နဲ့တယောက်တွေးအင်းနေတာမျိုးနားလည်မှုလွဲနေတာမျိုးမခေါ်မပြောဖြစ်နေတဲ့နှစ်ကာလများစွာအိမ်ကောင်ကြီးတွေတော့မှဒါသမီးကိစ္စကိုအကြောင်းပြုပြီးဖြစ်စေနေရထိုင်ခင်းကိစ္စကိုအကြောင်းပြုပြီးဖြစ်စေအိမ်ကောင်ကြီးနဲ့ပတ်သက်လာရင်တွေးရင်းနေတော့အိမ်ကောင်ကြီးတွေမှာနွေထွေးမှုပြီးပြန်လဲရရှိပြီးတော့တုံးနဲ့တူနားလည်မှုချီအောင်ရှေ့သူဆောင်ရင်လှုပ်ဆောင်ရင်အာဖာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းဖက်လောင်း ပြောကြလိုက်ရပါပြီခင်ဗျာအပြောအဆိုနဲ့ပတ်သက်လို့ရှိရင်ခြေတို့ဆောင်ရလှုပ်ဆောင်ပါအဲဘာကုမဆိုဆက်ဆန့်ရေးကောင်းသောမိတ်ဆွေတင်းလာသောသမီးများကိုဒီကာလဟာအထောက်ပူနေများကြီးရရှိမဲ့ကာလဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ရသည်မတင်မပဲနဲ့ဖယားကူကီးထွက်လာတာမျိုးဖယားကူကီးသွားလာတာမျိုးလေးတွေအလေသွားရတာမျိုးလေးတွေဂျုံဟာတက်ပြီးတဲ့အခါအိမ်မက်ချင်းမှဖရားတို့ဇေဒီတို့တိန်းတို့ပရဝုန်းတို့ဖုန်းကြီးတို့အဆရှိတာမျိုးလေးတွေကိုဆွဲမှတ်တဲ့အခါမှာကိုယ့်ရဲ့ကံဟာတိုးတက်ကောင်းပေါ်လာစေဖြစ်တဲ့အတွက် ထီထိုးတာမျိုးထီကန်ဆန်းတာမျိုးတွေရှေ့သူဆောင်နဲ့လှုပ်ဆောင်ရင်ကံရဲ့အထောက်ကူကိုများစွာရရှိမဲ့လာဖစ်တောင်ထပ်လောင်းပြောကြလိုက်ပါရစေ။တတိကြားစင်ကြီးအားမှာတော့ထွတ်ထွတ်တူးတူးမရှိပါဘူး။နံပါတ်၁ကျမ်းမာရေးနဲ့ပတ်သက်ရင်ညံ့တက်တဲ့လာဖြစ်တဲ့အတွက်မိမိတို့အိမ်မှာရှင်းနှောင်းဝင်တာမျိုးလေးတွေမကောင်းပါဘူး။တကယ်လို့ကျမ်းမာရေးညာလို့ရှင်းနှောင်းဝင်လာရင်ရှင်းနှောင်းအရှင်ထွက်ပြေးလိုက်တာမျိုးအသိမထွက်အောင်အရှင်ထွက်ပြေးလိုက်တာမျိုးဖြစ်စေ။ စက်ပစ္စည်းယင်တွေခဏခဏပြတ်ပြီဆိုရင်တော့မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းယင်တွေအစ်စ်ဝင်လာတာမျိုးဖြစ်စီမိမိအိမ်တွင်းမှာစက်ပစ္စည်းအဆုတ်တွေပြက်ကရင်အဆုတ်တွေရှင်စွန့်ပေးလိုက်ပါဒါဆိုရင်ကန့်ကောက်ပါလိမ့်မယ်မိမိတို့ရဲ့မိနံသူဖြစ်တဲ့ငါးစာကြွေးတာမျိုးခိုးစာကြွေးတာမျိုးခွေးစာကြွေးတာမျိုးဒီလိုမျိုးလူကျေရရာလေးတွေကိုဒီလဟခမင်းများလုတ်တင်ပြီးတော့ဘာလို့လို့အခက်အခဲချက်တဲ့တွေဂျုံနေရတဲ့တနင်္လာသားသမီးမိတ်ဆွေများပို့တော့ခိုးစာကလေးကြွေးတာမျိုးငါးလေးလွတ်ပေးလိုက်တာမျိုးဘိမ့်မဲ့ပေးလိုက်တာမျိုးလုပ်ပြီးမိတ်ဆွေတို့ရဲ့ကံကအင်မတန်ကိုအားသာကောင်းမှုကြီးကုသိုလ်လေရာ ရေရရလည်းဖြစ်ပြီးကန်စာတာတက်စီမှာဦးတော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဂျင်းတီပေါ့အာတာဟောင်းမှုကြောင့်တူးတက်ကြောင့်ထထောင်းပြောခြင်းပါလေမြထို့ပြင်မိတ်ဆွေတို့အနေနဲ့အဲဒီလာတာတော့ပြောမှာဆိုရင်တနင်္ဂနွေသာသမီတောက်ကြသာသမီတွေနဲ့တွဲပတ်လောက်တာမျိုးတနင်္ဂနွေနေ့တောက်ကြနေ့ဒီမှာခြေတိုးပြီးတော့စက်တူပေါင်းစုလောက်တာမျိုးတွေကကံရဲ့အထောက်အကူရရှိတက်ပြီးတဲ့အခါရွှေဝင်တာမျိုးလေးတွေကြုံရတတ်ပါတယ်လက်သက်အုံမင်းတို့လူကြီးတို့အထက်လူကြီးတို့အကြီးအကဲတို့အเจ้าညာမျိုးဆိုမဲ့တစိုးလက်ဆောင်ရရှိတာမျိုးလေးတွေကြုံရတတ်တော့ကာလာအပိုက်ရှာဖြစ်ပါတယ် ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းနဲ့ပတ်သက်ရင်ဒီလဟာရှိလို့ဆောင်တဲ့လုပ်ဆောင်မှာယာတူးလုပ်ငန်းကိန်းနဲ့ပတ်သက်ရင်ယာတူးတိုးခြင်းယာပြီးတက်ခြင်းတွေထီကန်ကောင်းခြင်းတွေထီပေါက်ခြင်းတွေတိတ်တိတ်ရရှိတတ်တဲ့အတွက်မိတ်ဆွေတို့နည်းဘာကိုမဆိုပြောဆိုပြီးတော့ရှိတိုးရင်အောင်မြင်တိုးတက်မှုတဲ့ကံကောင်းမှုတွေရရှိမှာအတိအကျပဲဖြစ်တဲ့ငကိုကကြမ်းမှန်ညံ့နေတော့မိတ်ဆွေများဆရာသမားအပြောင်းလဲစီဝါကြောင်းလဲလေးတွေနဲ့ကုသလိုက်ရင်အစင်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့လဖြစ်ကြောင်းထက်လောင်းပြောကြလိုက်ကြပါစီဘာလို့ပြန်ကြံနေရောမိတ်ဆွေတို့ ဘာသာရေးနဲ့ပတ်သက်လာရင်ဗဇက်ကဖယားလက်ကကာယဖြစ်တတ်တဲ့အတွက်ဒီတစ်ချက်ကိုတည်ထားစင်တင်ပြရန်အတွက်တော့မြတ်စွာဘုရားပြီးတော့ဘာသာတရားပုံမူလှုပ်ဆောင်တာမျိုးဟာမိတ်ဆွေတို့ရဲ့ခံကိုတိုးတက်ပြီးပြန်ကောင်းစေတော့ကာလာပိုင်ချာဖြစ်ပါတယ်။စေတနာတွေဝေဒနာဖြစ်တတ်ပါတယ်။မိသားစုကိစ္စအမွေကိစ္စတွေသူများရဲ့အမှုကိစ္စတွေဂျားသုံးဂျားမဝင်ကောင်းမှုဆိုတဲ့အတိုင်းအုံနဲ့ဒူတယောက်နဲ့တယောက်ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတွေမှာနေတတ်အောင်နေပါမိသားစုကြီးကိစ္စတွေသူများရဲ့အိမ်ကြီးကိစ္စတွေကိုကိုယ်ရကိုကဝင်ရောက်ကူညီလိုက်ကမှကိုယ့်ဘောမှာပြဿနာတွေ အပြေချတာမျိုးလေးတွေကိုယ့်ကိုအပြစ်မြင်တာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပြီးတော့ဟာကိုယ့်အနေနဲ့မလိုလားအပ်တဲ့ပြဿနာတွေရှင်းရတတ်တဲ့အတွက်ပြည်ပြစီရင်ရလိုအပ်ကြောင်းထပ်လောင်းပြောပြလိုက်ပါသည်ဒီတတ်တာတော်တမအကျိုးပေးသောအရာဟာအရှိမြောက်တောက်ကြီးရဖြစ်ပြီးတော့စန်တီယာအရာကတော့တောင်ဆုစုကြီးရဖြစ်ပါတယ်ခင်ဗျာအကျိုးပေးကံကောင်းသည့်တော့ကနန်းအဖျားလေးနေနေဆိုရင်တော့၄ကနန်း၆ကနန်း၇ကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပေါင်းလုပ်ပြီးတော့ကံကောင်းစီပါတယ်အကျိုးပေးသောအယောင်ကြီးနဲ့ဆိုရင်တော့အဝါယောင်ညီညိုယောင အသားအရောင်များများပါသောအရောင်တွေကိုဝတ်ဆင်ပြီးမိတ်ဆွေတို့ရဲ့လိုရာကိစ္စမှန်သမျှကိုချီးတိုးဆောင်ရွက်ရင်အောင်မြင်ခြင်းတွေတိုးတက်ခြင်းတွေလက်ခံောက်ခတ်အောင်ရရှိစေမှာအစီအကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေ။ဒီလာရာတော်တွင်မှာမိတ်ဆွေတို့အနေနဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်လှုပ်ဆောင်တဲ့အခါမှာမိမိတို့အိမ်ကမတော်မီမိမိရဲ့အိမ်ဝင်ပေါက်ကိုဖြစ်စေမျက်စွာဖျားဖို့ဖြစ်စေသို့မဟုတ်မိမိယုံကြည်သောအိမ်ဆောင်နဲ့ကိုဆောင်နဲ့ကိုအာယုံကြည့်ပြီးတော့အမွေးနံ့တာကလေးသုံးချက် စွဖြန်းပြီးတော့ဖြစ်စီအမွှေးနှံ့တာလေးပတ်ဖြန်းပြီးတော့ဖြစ်စီတွားပါဒါဆိုရင်အောင်မြင်မှုနဲ့ကုတက်မှုတွေများစွာရကြည့်ပြီးတော့ခံကောင်းစီမှာအတေချာပဲဖြစ်တယ်ခင်ဗျာတတိကျစင်နေရမှာတော့အချီဆူဆူရက်ကိုခီးထွက်တဲ့အခါကျမ်းမာရေးကိစ္စတွေထွက်တာမျိုးတွေဒီအားနေစီတော့လာဖြစ်ပြီးတော့အချီဆူဆူရက်ကဧည့်တဲ့ညအိတ်လာတဲ့အခါကျမ်းမာရေးအနေငယ်ချူချန်ညံ့တဲ့ကြောင့်ခလောင်းအကြံပေးပေးရတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော့မှဆက်ပစ္စည်းရင်းနဲ့ပတ်သက်တာမျိုးတမိုးရှိတဲ့အရာတွေကိုအထာမမားပါနဲ့အဲအရေးကြီးတဲ့အခါပြေသွားတဲ့အခါမှာလည်း မိတ်ဆွေတို့အနေနဲ့တတိထားပြီးတော့တည်ပြီးဖို့လိုအပ်ကြောင်းနဲ့အထာမချင်းပစ္စည်းပြောက်ရှင်တွေကျုံဝက်တက်ကြောင်းခက်လောင်းအကြံပေးပြောကြလိုက်ကြပါစေဒီလာတာအတော့နဲ့မှာဆိုဘာကိုလှုပ်လို့တနေ့ကတနေ့မှာချင်းတွဲလောက်တာမျိုးလေးရာကံရဲ့အားနည်းမှုကိုရရှိတတ်ပြီးတဲ့အခါငွေကိုဖြက်လန်းနေလိုက်တာမျိုးလေးတွေငွေရှိတာမျိုးလေးတွေဟာနေကြပါတယ်မိတ်ဆွေများကိုစုံးဖို့ဟာမရခိုင်လို့များတတ်တဲ့အတွက်ငွေရှိတာမျိုးလေးတွေမှာတော့ငွေကြီးနဲ့ပတ်သက်လာရင်တော့အားနာရီခါပါတတ်တော့လဖြစ်ကြောင်းလဲထပ်လောင်းအကြံပေးပြောကြလိုက်ပါစေဒီလာတာအတော့တွင်မှာ မိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်ဆွအယောင်ထွက်စေဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုမိမိတို့ရောင်းကုန်ပစ္စည်းတွေကိုခေါင်းကြီးလေးတစ်ချောင်းနဲ့ရိုက်ပုတ်ခိတွေ့ပြီးရောင်းလိုက်ပါကအယောင်ထွက်အယောင်ထွက်ပြီးတော့ကန်ကောင်းစီမှာအတေကြာပဲဖြစ်ပါလေခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အတိတ်ခြံပြုလို့တဲ့ဆရာငယ်မိတ်ဆွေများအတိတ်ခြံပြုလို့တပါဆိုရင်တော့ဟိုဆယ်အနုတ္တသောပုရိသဓမ္မတာရတ္ထိဆိုသောဂုံတော်ကိုဖြစ်စေ တန်ဖို့ဒီကာတာကိုတနည်းကိုတက်စီနုံနဲ့အတိတ်ထံပြုတာမျိုးလေးတွေတနည်းကိုပတိစိတ်လိုတပါဆိုရင်လည်းစွမ်းနာကိုအနုတ္တောပူရိတဓမ္မတာရဲဆိုဆိုတော့ပတိကိုတနည်းကိုခုနှစ်ပတ်နုံနဲ့၁၇ရက်တိတိအတိတ်ထံပြုလိုက်ပါကအခက်အခဲမှန်လားမ냐ယူပစ်တယ်လို့ပိန့်ကြရောပေါ်ရင်မတင်ပြင်းစင်လင့်ပြောက်သွားမှာအသေးချပဲဖြစ်ကြောင်းပြောလိုပါတယ်မ냐အဆက်ဆက်ရေးရအစဉ်ပြေအောင်မြင်တိုးတက်စီရန်ပြုလုပ်ရမယ်ရေရာကိုလည်းပြောမိရန်ကန်နားပြည်တွေမြင်ချင်းရင် ခွန်ကိုတုံညာငှက်ကိုတုံညာလေးတက်လျှောက်7902904116 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်96305059နဲ့မှာဖြစ်စီဆက်သွယ်ပြီးမြန်လာကြောင်းနဲ့ဆရာနောက်တစ်ပတ်အဲကိုတော့ဆရာတောင်ကြီးဟောကမှာရှိပါမယ်ဆိုလဲကျောင်းနဲ့ဆရာမိတ်ဆွေတွေအတွက်ကျင်ညာရင်းနဲ့အဆက်ဆက်ရရဆင်ပြီးအောင်ရင်တိုးတက်စီပြီးငွေချေကံအားကောင်းစီရန်တို့ပြုလုပ်ရမယ်ရေရီယာမြင်နေဆိုရင်တော့ဖြင့်ဆရာတို့ကျွေးပကံများတစ်ချက်တည်းမှာလက်ဖက်ကအိုးဟုံပေါ် တောက်ရည်ကတခွက်ထက်အလဲမှာဖျောင်းနိုင်ခွင့်ပြီးတော့တနင်္ဂနွေနေ့တိုင်းမှာမျက်စွာပြားကိုလူရမ်းပြီးတော့အခက်အခဲတွေပြင်လဲအောင်ဆူတောင်းခြင်းအားဖြင့်မိတ်ဆွေတွေရဲ့အကံကိုတိုးတက်ကောင်းမွန်စေမှာအတေချာဖြစ်ကြောင်းပြောရင်းနဲ့တနင်္ဂနွေသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အောင်မြင်စဉ်ပြေလို့ရတနာစင်ကြောက်ဇေတောက်ပင်းကစားနိုင်ရို့တန့်နေတဲ့ဘိုးလက်ဝေဖြုတ်ခဲ့သူစီးစိတ်ဥစ္စာများကူဝါပြီးတဲ့အခါကောင်းခြင်းမင်္ဂလာပြပြန်နဲ့ပြည့်စုံကြပါစေချာဒီကနေစရာလိုက်လိုက်လဲလဲမေတ္တာဘုစုကောင်းပြောကြလိုက်ရပါတယ်